အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ3ရက်စနေနေ့ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီနဲ့တင်းနီလာအေးတို့ရဲ့ကုမင်းတွေ့ဆုံပွဲသတင်းတွေထွက်ပေါ်လာပြီးမကြာခင်မှာပဲနောင်ချုံမြို့နယ်လေးကိုတိုက်လေရင်နှစ်စီးနဲ့တိုက်ခိုက်ခဲ့ပါတယ်တစ်ဆက်ထဲမှာပဲဘိုးဘုံမြို့နယ်လေးကနေရာနှစ်ခုကိုလည်းဘုံကျဲတိုက်ခိုက်ထားပါသေးတယ် တောင်ခန်းကနေလက်နေကြီးပြစ်ကူရယူပြီးရွှေမုတ်ထောဘက်ကိုဆက်တိုးဖို့ကြိုးစားနေတဲ့အနေအထားကိုလည်းတွေ့နေရပါတယ်။တောင်ခန်းမှာစစ်ကောင်စီရဲ့စီးရီမန်းချက်ဟာနောင်ချိုကိုစစ်ကြောင်း၃ခုနဲ့ဥတီရွေလျားနေတာဖြစ်ပါတယ်။တရုတ်နဲ့တိုက်နယ်တွေကအုံမတီစစ်မျက်နှာစာဟာအလုံးမဖြစ်ဘဲရှေ့ဆက်မတိုးနိုင်ဖြစ်နေပါတယ်။တောင်ခန်းမျက်နှာစာမှာကတော့မဲပုတ်နောင်လင်ဘက်ကစစ်ကြောင်းဟာဒုဒဝီမြစ်ကိုခြိစေဝေယိုတတ်မှတ်ပြီးလှုပ်ရှားနေပါတယ်။ ထို့တူယာပြင်ဘက်ကနေလည်းစစ်ကြောင်းတစ်ချောင်းအပြိုင်လှုပ်ရှားနေပြီးတော့စစ်ကြောင်းနှစ်ချောင်းဟာနောင်ချိုပြည်အောင်စုလမ်းပိုက်တနေရာကိုစုံရက်သတ်မှတ်ထားပုံရပါတယ်။နောင်လင်မဲဘုတ်ဘက်ကစစ်ကြောင်းဟာအများကြီးစွန့်စားရမှာမဟုတ်ပေမဲ့ယာပြင်ဘက်ကစစ်ကြောင်းကတော့ကံကြီးကိုကြော်ဖြတ်ဖို့ဆိုတာမဖြစ်နိုင်ပဲတိုင်ပတ်ပြီးကြံနေခဲ့ပါလိမ့်မယ်။နောင်လင်ကလည်းဖောက်ထွက်သွားနိုင်ပြီးစုံရက်မှာယာပြင်ကတက်လာမဲ့စစ်ကြောင်းကိုဆောင်းရင်းစစ်ကြုံသွားတဲ့အချိန်မှာ နောက်ချံတန်ရင်ဌာနချုပ်တွေဟာအရင်တစ်ခါလိုပြန်ဖြစ်သွားနိုင်မဲ့အနေအထားတရက်ကိုတွေ့မြင်ရပါတယ်။နောက်တစ်ချိန်တွေ့ဆုံမဲ့ Orgalas မတိုင်ခင်စစ်ကောင်စီဟာစေရေးအသာပြီးမှုရရှိနိုင်ရေးလှုပ်ဆောင်လာနိုင်ပွဲရှိနေပါတယ်။ကုမင်းဆွေးနွေးပွဲမှာတနီလာအေရိုဘက်ကတောင်းဆိုမှုတွေလည်းရှိခဲ့တယ်လို့သတင်းဌာနကြီးတွေကဖော်ပြလာပေမဲ့ကာယကံရှင်ဘက်ကတော့ထုတ်ပြန်ပြောဆိုခြင်းမရှိသေးဘူးဖြစ်ပါတယ်။လေကြောင်းပါဝင်မြေပြင်ထိုးစစ်ရပ်တန့်ရန်နေဆက်ကုံသွေးပြန်လည်ဖွင့်လှစ်ရန် အပြည့်ရသဘောတူညီချက်ထားရှိရန်ဆိုတဲ့အချက်တွေကိုတောင်းဆိုခဲ့တယ်လို့သတင်းဌာနကြီးတွေကဖော်ပြထားပါတယ်။တစ်ဆက်တည်းကိုလာဟာလာသတင်းတရဟိုဘက်ရပ်ကွက်မှာပြန့်နှံ့နေပါတယ်။ယခုလ9ရက်နေ့မှာဘိုးကုတ်ကိုလာရှိုးကဲလို့ပြန်လိုက်အနိုင်ရမှာဆိုတာပဲဖြစ်ပါတယ်။ကဲထားပါဗျာ။တင်လီလာအေးတို့ကအမယ်ဆိုကြပါလို့စစ်ကောင်စီဟာမရယာစင်ကူသပိတ်ချင်းကနေဘလို့တက်လာနေမလဲ။မန်လေးသားတွေကတက်လာပါစီဆိုပြီးစောင့်ကြည့်နေကြပါနေကြပါလိမ့်မယ်။ တပည့်ချင်းခြေဆိုင်မိုက်ဆက်သုံးစက်မတော်တန်းမြင့်လေးကြည့်ရင်ကြောင်းကိုလေးချောင်းကနေဒိခါပို့ပေးနိုင်နေလို့မငတ်သေးတာဖြစ်ပါတယ်တဖန်ပြုံးလွင်ဘက်ကဝင်သွားမယ်ဆိုရင်လည်းမရဘူးဖြစ်ပါတယ်စောင့်ကြုံနေသူတွေကလာခဲ့ပါဆိုပြီးစောင့်မျှော်နေတာဖြစ်ပါတယ်ခြေအပိုင်းတော့ကလည်းတော်လုံခံကြေးရွာကိုအเจ้าမဲ့ဘုံကျဲတိုက်ခိုက်ထားပါသေးတယ်။ဒါလို့ဆိုပါလေမိုးကုတ်ကိုပြန်အပ်ရမယ်ဆိုတာကောလာဟာလာတရင်နာဖြစ်ပြီးတကယ်လို့အပ်ရမယ်ဆိုရင်တော့ တင်နီလာအေးတို့ဟာမန်လေးနန်းနွဲ့နဲ့အထိလာပေးရမှာပဲဖြစ်ပါတယ်တင်နီလာအေးတို့ဟာတရင်းစာရှင်းလင်းပွဲလဲလုတော့မှာဆိုတော့တော်လန်ပြည်သူတွေသာမကဆစ်လော်ပြည်တွေလဲတည်ကျင်နေလောက်ကြမယ်ထင်ပါတယ်တော်လန်ပြည်သူတွေရောဘာတွေမေးချင်ကြပါသလဲကောမန့်လေးတွေချန်ထားခဲ့စေလိုပါတယ်ကရင်ဒီမိုးပြမှာတော့ထိတွေ့တိုက်ပွဲပြင်းထန်နေသေးတာဖြစ်ပါတယ်နေနေကတည်းကဖြစ်တဲ့အမှတ်422ချင်းမြန်တည်းဟာမိုးပြဲဆယ်နဲ့မြို့ကြားမှာတည်ရှိတာဖြစ်ပြီးယခု မြို့တွင်းဘက်ကိုခြေကုပ်ယူဆူးမနိုင်လှုပ်ရှားလာခြင်းဖြစ်ပါတယ်။အမှတ်422ချင်းမြတ်တိုင်းဟာဘိုင်ဂေါ်ပန်းသာနားချောင်းကနေအင်အားရိတ်ခါခဲရန်ဖြစ်တင်းနိုင်တဲ့အနေအထားတော့မဟုတ်သေးပါဘူး။စစ်ကောင်စီဟာဘိုင်ဂေါ်ကိုပြန်လည်ထိ ंछ ုပ်ထားနိုင်တယ်ဆိုပေမဲ့မြို့ပေါ်စီပင်သားရနယ်နိမိတ်ကွက်ကွက်လေးညတာဖြစ်ပါတယ်။ဒီလိုဆိုပါရင်ဖေကုံဘက်ကနေအင်အားရိတ်ခါခဲရန်ဖြစ်တင်းနိုင်ရလို့သာပြန်လည်တိုက်စစ်ဆင်ရန်အားထုတ်လာနိုင်ခြင်းဖြစ်ပါတယ်။ဇနိမနေ့ထိ စစ်ကောင်စီစစ်ကြောင်းတွေဟာလက်နက်ကြီးလေကြောင်းပြအားရယူပြီးကရင်နီတပ်ပေါင်းစုခြေကုပ်ယူထားတဲ့နေရာတွေကိုထိုးဖောက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။မြို့ဝကျွန်တော်ဒေသတောင်ရိုးဘက်တွေမှာတောက်တုံးရေရှားပါမှုကြောင့်ပူပေါင်းတပ်ဖွဲ့တွေရဲ့စီရေးညီမှန်းချက်တွေနှောင့်နှေးကြန့်လာကြန့်ကြာနေရခြင်းဖြစ်ဟန်တူပါတယ်။လာမယ့်မိုးရသည်မရောက်ခင်ငွေမြင့်အနောက်ဖက်ခြမ်းတစ်ကြောလုံးစစ်ကောင်စီလက်လွတ်လိုက်ရမယ့်အခြေအနေဖြစ်သွားနိုင်ခြင်းရှိနေပါတယ်။ အကြမ်းဖက်ဆက်တက်နေပြည်တော်မှာနားလျှောက်ပြီးနောက်နေ့ငလင်ကြီးမားစွာလှုပ်ခတ်လို့ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။အခုလဲရုရှားရင်ပြည်ဒီမှာသွားပြီးနားလျှောက်တော့မှာဖြစ်ပါတယ်။စုမတော်ကောင်းမှုဆိုပေမဲ့ဖြစ်သွားရင်တော့ကျေနပ်ကြမယ်ထင်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေနဲ့မြေပြင်သတင်းပေးတွေအနေနဲ့မိမိဘက်ကစစ်ရေးသတင်းလှုပ်ရှားမှုတွေကိုဖုံးဖြစ်ပြောဆိုခြင်းစာတို့ပေးပို့ခြင်းများလုံးဝလုံးဝမပြုတ်လောက်ကြဘူးသတိပေးပါရစေ။စစ်ကောင်စီအားတယ်လီဖုန်းကြားပြဆက် ဆက်သွယ်ရေးဂျားပြဆက်တွေနဲ့ထောက်လန်းနေတာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးကမြို့နယ်တစ်ခုထဲမှာသတင်းပေါက်ကြားမှုတရဖြစ်ပေါ်ခဲ့ပြီးအချိန်မီမနေ့တရားနယ်ပြင်ဆင်နိုင်ခဲ့ကြောင်းသတိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာ။စားလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်